အမျိုးသမီးတောင်းပုံတပုံကအလုံးလက်မဲ့ဖြစ်နေပြီးအလုံးလက်မဲ့ဖြစ်နေတဲ့အမျိုးသမီးတွေကအမျိုးသားတွေရဲ့နှစကျော်ရှိရလို့ UNDP ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်ဝေဝေတင်ဆက်ပေးထားပါတယ်ခင်ဗျာမြန်မာနိုင်ငံမှာရှိတဲ့လူငယ်လေးပုံတပုံဟာလှုပ်လှမဲ့ဖြစ်နေပြီးအမျိုးသမီးတွေဟာအမျိုးသားတွေထက်အလောက်ကင်ဈေးကွက်မှာဖယ်ချင်ခံရရကအမျိုးသမီးသုံးပုံတပုံကအလှုပ်လှမဲ့ဖြစ်နေတယ်လို့သိရပါဗျ။ မျိုးသမီးတွေရဲ့လှုပ်လှမ်းမဲ့နှုန်းကအမျိုးသားတွေထက်နှစ်ဆကျော်ပိုများနေတယ်လို့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ရဲ့အနာဂတ်ရပ်တန့်ခံမျိုးဆက်သစ်အစီရင်ခံစာနဲ့မြန်မာလူငယ်များ၏အလို့ဂိုင်းနဲ့ပညာရေးအခြေအနေအရသိရပါတယ်။မြန်မာနိုင်ငံမှာလူငယ်အုပ်စုတွေပါဝင်သူဦးရေဟာလူဦးရေရဲ့33ရာခိုင်နှုန်းရှိနေပြီးခမ်းမန်းခြေတန်း20နီးပါးရှိနေတာကြောင့်အသက်15နှစ်ကနေ35နှစ်အတွင်းလူငယ်9တန်းနီးပါးဟာအလို့လက်မဲ့ဖြစ်နေတာလည်းဖြစ်ပါတယ်။ ဒီကာလတွေမှာအလုပ်ရှာနေတဲ့လူတွေကများတော့လေအလုပ်တွေကတော့ခေါ်ပါတယ်ခေါ်ဒါမှလျှောက်တဲ့လူတွေကအရင်များနေတော့လူပြည့်ပြည့်သွားပြီးတော့လူရတာများနေပေါ့နော်ဟုတ်ပြီးတော့လောကလားစားတွေကလည်းနည်းတယ်ပေါ့နော်လားစားတွေမတိုးကြဘူးကုန်သင်းနှုံးတွေကမမြင်လာရင်ဆိုတော့အဲ့ဒီပြဿနာကြီးလည်းရှိတယ်ပေါ့နော်ကုန်သင်းနှုံးတွေကမြင်ပြီးတော့အလုပ်ရှိရာတောင်မှပဲအကျိုးတွေနဲ့ပတ်နေကြတာဆိုတော့အလုံးမရှိရလူဆိုပိုဆိုးတာပေါ့ဗျာတေချာတခုကတော့ဒီခေတ်ဒီကာလကြီးနဲ့ဒီကုန်ကုန်သေးနှုံးနေနဲ့ဒီချီနေနဲ့ ဒီစိတ်ုံဆင်းနေတဲ့အမျိုးသမီးတွေဆိုပို့ဆိုမှာပေါ့တို့တော့ငကိုအားမှလောက်ခလာတာနည်းနည်းနဲ့ဆိုတော့လေဟုတ်အသက်15နှစ်ကနေ35နှစ်အထိလူငယ်တွေကပညာရေးနဲ့အလုပ်ကံရအတွက်မကြုံစဘူးစိန်ခေါ်မှုတွေကိုရင်ဆိုင်နေရပြီး ကိုပိုင်စွမ်းရည်တွေကိုအကောင့်ထဲမဖော်နိုင်မဲ့ခြေလန်းတွေလည်းရတက်ခံရတယ်လို့အစိုးရခန်းစာမှာဖော်ပြထားပါတယ်ဒီထဲမှာမှလူငယ်မျိုးသမီးတွေရဲ့အလုပ်ကံရရှိမှုနှုန်းတွေ ဝင်ငွေရရှိမှုနှုန်းတွေဟာအမျိုးသားတွေနဲ့နှိုင်းယှဉ်ရောကြနေတာကိုလည်းတွေ့ရှိရကြောင်းအစိုးရခန်းစာတွေကသိရပါဗျ။ပြည်များအဖြစ်အမျိုးသမီးတွေရဲ့ဝင်ငွေဟာအမျိုးသားတွေထက်22ရာခိုင်နှုန်းလောက်ရော့နေနေတာကိုသိရပါဗျ။ရန်ကုန်မြို့ကဝင်ငွေနှဲပါတဲ့အမျိုးသမီးတွေကတော့တလားစာဝင်ငွေနဲ့အတုံးစိတ်တွေမနှဲကမိအောင်အတုံးချနေရပြီးရွေးချယ်ကြမရှိတဲ့အကြောင်းကိုလည်းပြောပြပါဗျ။ ။အရင်နှစ်ရှင်အခုကပိုခက်ခဲ့တာပေါ့။အရင်ကဆိုရင်ဒီကိုပြည်တွင်းမှာလည်းလောက်ကန်ပေါ်တော့ရွေးချယ်စရာများတယ်၊ခွင့်လန်းလည်းများတယ်လေ။ကိုကကြတော့လေဒီပြပကိုသွားဖို့ကအကြောင်းမျိုးကြောင့်မထွက်နိုင်သေးတော့ရှိတဲ့အလုပ်ကိုပဲမဖြစ်မနေဆက်လုပ်နေရတာပေါ့။ဒီမဖြစ်မနေအခြေအနေရတာရွေးချယ်စရာမရှိလို့သာလုပ်နေရတာရားလည်းလာတာကြတော့လေတော်တော်လေးကိုနေတယ်။သုံးသိန်းခွဲ၄သိန်းပဲဆိုတော့ဒီကုံသွင်းနှုတ်နဲ့ကြတာဘလို့မှဆင်မပြေဘူးပြီးတော့အိမ်ကလည်းအပိုင်မဟုတ်တော့အိမ်စိတ်စားသေးရှိသေးတယ်ဒီအိမ်စိတ်စားသေးနဲ့ဆိုရင်ဒီရတဲ့လာတာကဘလို့မှလောင်းကမှုမရှိဘူး အစားအစာရဈေးတွေအားလည်းတက်နေရလေတပတ်စာဈေးဝိန်းတော့တသိန်းတသိန်းကျော်ကုန်နေချင်းနေဆိုတော့ဒီလားသာ၄သိန်းဝန်းကျင်ဆိုတာအခက်ခဲရတော့ကြောက်မပြတ်တန်အောင်ပါပဲဒါမဲ့လည်းရွေးချယ်ချင်မရှိတာမို့ဒီမဖြစ်လောက်လာသာနေပဲဆက်လုပ်နေရတာပေါ့အစီအခံစာရဲမှာတော့အလုံးလက်မဲ့လူငယ်မျိုးသမီးသုံးပုံနှစ်ပုံဒီပါဟာမိသားစုစောင့်ရှောက်ရေးအိမ်နီးတာဝန်တွေကိုယူထားရပြီးပညာရေးဆက်လက်တင် जा နိုင်မှုနှုန်းကလည်း25ရာခိုင်နှုန်းသာရှိတယ်လို့ဆိုထားပါဗျ။အထက်တန်းပညာပြီးဆုံးထားသူမျိုးသမီး40ရာခိုင်နှုန်းဟာ အလုံးမရှိဖြစ်နေသလိုအတန်းပညာနယ်ပါသူအမျိုးသမီး29ရာခိုင်နှုန်းမှာလည်းအလုံးရှိမနေကြောင်းသိရပါဗျ။ UNDP ကတော့ဒီအခြေအနေကိုအလုံးကိုင်စည်းကွက်သည်ပညာတတ်လူငယ်များအထူးသဖြင့်အမျိုးသမီးများကိုအတိပယ်ရှိသော တည်ငြိမ်သော အလုံးများမဖန်တီးပေးနိုင်သည်ကိုမိမောင်းထုတ်ပြနေသည်လို့မှတ်ချက်ပြုထားပါဗျ။အနီးဒီလိုခေါ်တဲ့ not in employment education or training အလုံးလောက်ကင်ချင်းပညာသင်ကြားခြင်းနဲ့ တင်နန်းတစ်ခုခုတက်ရောက်နေခြင်းတွေမှာရှိမနေခြင်းဆိုတဲ့အခြေအနေကမြန်မာနိုင်ငံအတွင်းကလူငယ်၁၈ရာခိုင်နှုန်းမှာဖြစ်ပေါ်နေပြီးအမျိုးသမီးတွေဟာအမျိုးသားတွေထက်၃ဆကျော်ပိုများနေတယ်လို့ UNDP ကဖော်ပြထားပါတယ်။ကျွန်မဝေပါ you